အားလုံးပဲမင်္ဂလာပါအဲဒီကလေးမှာကျွန်တော် share နေလုပ်ပေးချင်တာကတော့ screen recorder အသုံးပြုနည်းပေါ့နော်အဲဒီ app ကဘယ်လိုမျိုးအသုံးပြုရမလဲပေါ့နော်အဲဒီကလေးမှာကျွန်တော် share နေနဲ့မျှဝေပေးချင်တယ်ကျွန်တော်တို့ဖုန်းမှာ system ကပါလာတဲ့ app ကတော့တပ်ပါသည့် app လောက်အခုလောက်အထိမစုံဘူးပေါ့နော်အခုလိုမျိုးကျွန်တော်တို့တပ်ပါသည့် app ကိုအသုံးပြုမယ်ဆိုရင်အခုလိုမျိုးကိုပြချင်တဲ့နေရာတွေ wipe ပြလို့ရတယ်မျှထိုးပြလို့ရတယ်အဲကျွန်တော်တို့ကိုယ့်ရဲ့ဝက်ကန်တွေပါလိတဲ့အသုံးပြုလို့ရတယ်ပေါ့နော်ဖုန်းတစ်လုံးနဲ့နဲ့တော့ရေရှင်ဘီယိုတွေပါလိဖန်တီးမှဆိုရင်ဒီနီးတန်းကအသုံးပြုလို့ရတယ် โอเคဒါဒီနေ့ပေါ့နော်ဒီအက်ကလေးကိုပလိုချက်ချက်အသုံးပြုတတ်အောင်ကျွန်တော် share link နေနဲ့မျှဝေပေးခြင်းနဲ့ကျွန်တော်ဒီအက်လေးကိုအသုံးပြုမယ်ဆိုရင်လည်းဗျာအသုံးပြုတော့ကိုယ့်ရဲ့ဖုန်းမှာဘာပဲလို့လုပ်ပေါ့နော်ဒါကျွန်တော်တို့အသုံးပြုလို့ရတယ်ဥမာ Facebook Messenger မှာကိုကစကားပြောချင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲဒီလိုမျိုးနေရာတွေမှာလည်းဒါကျွန်တော်တို့ကအမှတ်တမ်းအနေနဲ့တင်ကျင်နေဆိုတော့ဒီအက်နဲ့လည်းအသိဖမ်းပြီးတော့ဒါတင်လို့ရတယ်ပေါ့ဗျာအခုလိုမျိုး share link နောက်နေ့ဗီဒီယိုလေးတွေကိုပြပေးခြင်းနဲ့ထိုးပြ white ပြပေါ့နော် အဲ့ဒီလိုမျိုးလေးတွေလုပ်လို့ရပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ရဲ့မရှိက iPhone သမားလေးရတယ်ဗျာ။ Android ဖုန်းလေးရတယ်ပေါ့နော်။အဲသူ့ရဲ့တက်ဆိုင်တဲ့ App Store ကိုသွားလိုက်ပေါ့နော်။ဒါဆိုရင်တော့ကျွန်တော် Play Store ကိုသွားမယ်။ Play Store ကိုသွားပြီးတော့ဒီနေရာမှာကျွန်တော်အသုံးပြုတဲ့ App ကလေးကိုကျွန်တော်ရေးပြမယ်ပေါ့။အခုဒီတိုင်းလေးရေးလိုက်ဗျာ။ Square Recorder လို့ရေးလိုက်ရင်သူကပေါ်လာလိုက်မယ်။ Okay Square Recorder ရေးလိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်။ပေါ်လာမယ်ဆိုရင်ကျွန်တော်ရဲ့ဒီထက်က ကျွန်တော်အသုံးပြုတဲ့ app ကိုပြပေးမယ်နော်ဘယ် app နဲ့အသုံးပြုရတယ်မိတ်ဆွေကျွမ်းကျင်တဲ့ app နဲ့အသုံးပြုကျွန်တော်အသုံးပြုတာကတော့ဒီမှာ second recorder 8 recorder အဲဒီမှာဒီလိုမျိုးလေးပါရှင်း8ရှိတယ် a set ရှိတယ် r ရှိတယ်8ရှိအမျိုးမျိုးပေါ့နော်ကျွန်တော်အသုံးပြုတဲ့ app ကတော့ဒီ second recorder 8 recorder ပေါ့ဗျာအဲဒါကောင်ပေါ့နော် app ကောင်နေမယ်နေပြီးတော့ install တင်လိုက်မယ်ခဏလေးစောင့်လိုက်ပါ โอเคဒါဆိုရင်ကျွန်တော်က install တင်ပြီးသွားပြီပေါ့နော်ဒီက open နှိပ်သွားလိုက်ရတယ်ကျွန်တော်မနှိပ်သွားတော့ဘူးเนาะပြန်ထွက်လိုက်မယ် install တင်တာပြီးပြီနောက်ထွက်လိုက်တယ်ဘာမှမလုပ်ဘဲနဲ့โอเคဒီမှာဒီလိုမျိုးပေါ်လာပြီပေါ့နော်ဒါဆိုရင်သူ့ကိုနှိပ်လိုက်မယ်โอเคခဏလေးစောက်ပြီသူက free version ဆိုတော့အကျညာတွေပါတက်တယ်ပေါ့နော်အဲဒီတိုင်းပေါ်လာတယ်ဒီမှာချက်ချီကလေးရှိတယ်เนาะအချက်ချီကကိုနှိပ်လိုက်โอเคဒီတိုင်းလေးဒါသူပြပေးတဲ့အတိုင်း live live ပြီးတော့ permission ဖွင့်ရအောင်မယ်เนาะဒီတိုင်းလေးသူပြရင်အကျွန်တော်တို့ဒီကအန်ဒီပဲပေါ့နော်အဲ့ဒါနှိပ်မယ်ခဏစောက်မယ်အဲဒီမှာ while လေးလည်နေတယ်ခဏစောက်ပြီးလက်လေးနဲ့နည်းနည်းလေးဆွဲတင်လိုက် ူ့အကကိုသာပါမရှင်ပေးဖို့ပေါ့နော်ဒီမှာသူ့အလေးရှိတယ်သူ့အလေးကိုနှိပ်နှိပ်ပြီးတော့ဒါလေးကိုဖွင့်ပေးလိုက်โอเคလောက်ပဲရိုက်ဒါဆိုရင်ဖုန်းရဲ့ဘက်ကီနဲ့နောက်တစ်ချက်ဆုပ်မယ်โอเคနောက်တစ်ချက်ထပ်ဆုပ်မယ်နှစ်ချက်ဆုပ်လိုက်မယ်ပေါ့โอเคဒီလိုမျိုးပေါ်လာမယ်အလောင်းကိုတစ်ချက်နှိပ်မယ်โอเคဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာဒါမနှိပ်ဘူးကျွန်တော်တို့ဖုန်းဘေးလေးကိုထိလိုက်မယ်အဲဒီလိုမျိုးထိလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့အသုံးပြုလို့ရပြီပေါ့နော်ဒါကောင်ကနေပြီးတော့ကျွန်တော်အရင်ရှင်းပြပေးသွားမယ်โอเคဒါဆိုရင်ဒီစုပ်တန်လေးကအရင်တစ်ချက်သွားလိုက်မယ်နော်စုပ်တန်လေးကိုတစ်ချက်နှိပ်လိုက်မယ်စုပ်တန်လေးကိုနှိပ်လိုက်ရင်ဒါလေးတစ်ခုကပူလာတယ်အဲ ဒါမှမဟုတ်ကျွန်တော်ဒီဟာလေးပိတ်ချင်တယ်ဆိုရင်လည်းဒီကပိတ်အဒီကဒီဒီကလည်းထပ်ပိတ်လို့ရတယ်ပေါ့နော်အဲတချင်းသေးကျွန်တော်ပြဒီကနှိမ့်လိုက်မယ်စုတ်တန်ကြလာမယ်အရင်ရှင်းပြအောင်မယ်နော်စုတ်တန်ကြောင်းလေးကိုဒါဆိုရင်အဲ့ဒီစုတ်တန်လေးကိုတစ်ချက်နှိမ့်လိုက်မယ်နှိမ့်လိုက်ရင်သူကအော်တိုမက်ဒီမှာကြလာတယ်ပေါ့နော်โอเคဒီမှာအကောင်နှိမ့်တယ်အဲဒီကောင်နှိမ့်တယ်အဲဒီကောင်ကတော့ဒီမှာဒီလိုမျိုးလေးပေါ့ဗျာအဲလျှောက်ပြတာလေးပေါ့နော်အပေါ်မှာဆွဲတယ်ဘာမှတော့မဟုတ်ဘူးသူကတော့နော်အဲဒီလိုမျိုးကိုပြချင်တဲ့နေရာလေးတွေဒီလိုမျိုးဝိုက်ပြတာဝိုက်ပြတယ်ဆိုတာဒီလိုအရာမပေါ်ဘူးပဲဥမာဒီနေရာအောင်နှိမ့်ဒီနေရာအောင်နှိမ့်အဲဒီသဘောပေါ့နော်အဲဆိုလိုတာသဘောပေါက်လားမသိဘူးနော်ဥမာ ဒီဘက်ဆုတ်တန်ကြတော့အဲဒီလိုမျိုးအသေးဝိုက်တာပေါ့ဗျာအဲပြီးရင်ပြန်ဖြတ်ချင်လဲဆိုရင်ဒီမှာမြားကောက်လေးရှိတယ်ဖြတ်လိုက်မယ်ဒီဘက်ကဒါအဲဒီကောင်ကြတော့အဲဒီနေရာလေးကိုနှိမ့်ဒီနေရာလေးကိုနှိမ့်အဲဒီလိုမျိုးတွေဝိုက်ပြနေတာလေးရှိတော့လားဟမ်ဒီလိုမျိုးသူကတော့မကြံဘူးပေါ့နော်โอเคဒီဘက်က၄ထောက်၄ထောက်ကတော့အဲ၄ထောက်ပေါ့နော်အရင်ပြောင်းလာတော့ကျွန်တော်ပြပေးမယ်ပေါ့နော်ပြန်ဖြတ်ခြင်းလဲဆိုရင်ဒါကိုနေအဝိုင်းဆိုရင်အဝိုင်းလာအန်အဝိုင်းအန်ဒီလိုမျိုးဒီဘက်ကမြားကြတော့မြောင်းနေမယ်ဥမာဒါလေးကိုနေအန်ဒီလိုမျိုးပေါ့နော်ပြီးအဝိုင်းလေးကထက်ထက်ခြင်းလဲဆိုရင်အဝိုင်းလေးထည့်လိုက်အဲသဘောပေါက်မယ်နော်အဲဒီတိုင်းလေး ဥပမာကိုမပြပေးခြင်းတဲ့အရာတစ်ခုကိုထပ်တွေးလိုက်ပြီဆိုရင်ဒီဘက်မှာဒါလေးကိုနှိပ်လိုက်ဒီမှာဒါလေးကိုနှိပ်ပြီးတော့အဲဒါလေးကလိုက်အုပ်တာပေါ့နော်အဲကျွန်တော်တို့အုပ်အုပ်ပြီးသွားတာလေးမြင်မှာပေါ့အဲကိုမပြခြင်းနဲ့ရတယ်โอเคဒီတိုင်းလေးတွေဒါဆိုရင်သဘောပေါက်ပြီပေါ့နော်ဒီဘက်အမြားလေးအကြောင်းဒါဆိုရင်ကျွန်တော်ဒီဘက်ကမြားလေးကိုတစ်ချက်နှိပ်လိုက်မယ်မြားလေးနှိပ်လိုက်ပြီးတော့ဒီလိုမျိုးလေးပေါ့ဗျာโอเคဒါမြားနှိပ်တာဒီလိုမျိုးဒါမှမဟုတ်အဲ့ဒီမြားလုံးကသေးနေလားသေးနေလားကြီးလို့ရတာဒါဆိုရင်ဒီမှာ color ဖက်လေးရှိတယ် color ဖက်လေးနေလိုက်ဒီမှာအဝါလေးကျွန်တော်တစ်ချက်နှိပ်ခြင်းမယ်ဒါဆိုရင်ကျွန်တော်မထီသေးဘူးနော်အဝါလေးထီအောင်နှိပ်လိုက်အဝါလေးထီရင် မြားကအဝါဖြစ်သွားမှာဒါဆိုရင်အလုံးသေးလုံးကြီးရဒီမှာလို့ရရဒါဆိုရင်အမ်မြားလုံးကြီးလည်းကြီးသွားသေးခြင်းနဲ့ဆိုရင်တော့ပြန်သေးအယောင်ပြောင်းလဲရတယ်ထို့သူပဲအဝိုင်းဆိုရင်လည်းအဝိုင်းပေါ့နော်ကျွန်တော်တို့ကဒီမှာအဝိုင်းလာနေလို့မရဘူးဒီလိုမျိုးဆိုရင်ဘာဖြစ်လို့မရလဲကျွန်တော်ဒီမှာအမှတ်ချစ်ပေးလိုက်မှာအမ်ဒါဆိုရင်အမှတ်ချစ်ပေးလိုက်မယ်ရပြီဒါဆိုရင်ကျွန်တော်ဒီမှာလည်းအဝိုင်းအောင်ဖြစ်သွားပြီအဝိုင်းအောင်မကျဘူးကျွန်တော်အနီအောင်ဆိုရင်လည်းဒါအနီအောင်ကိုပြန်လာပြီးအမှန်ချစ်ပေါ့နော်အမှန်မချစ်တော့သူကပေးမပြောင်းဘူးအဲဒီတိုင်းပေါ့နော်โอเคဒီလောက်ဆိုရင်သဘောပေါက်မယ်နော်အဲဒန်တာလေးလုံးလုံးဝိုက်မယ်မြားလေးကလာမယ် အလုံးသေးလားကြီးလားအလုံးသေးတယ်ဆိုရင်ဒီမှာနေမယ်ဒါကောင်လုံးမယ်အလုံးကြီးခိုင်းလို့ရတယ်โอเคဒီလောက်ပဲပေါ့နော်တဘောပေါက်ပြီဒါဆိုရင်ပြန်ဖြတ်ချင်တယ်ဆိုရင်ဒါလေးဖြတ်မယ်အမှန်ချစ်ပြလိုက်အောင်နော်အမှန်ချစ်တော့မရဘူးအမှန်ချစ်ပြီးမှဒါလေးကိုတစ်ခုချင်းဒီဖြတ်လို့ရတယ်โอเคဒါတော့ဆိုရင်ဒီစစ်စေးတုတ်တန်ကနားလေတဘောပေါက်ဝင်လို့မျောလင်းနေနော်โอเคဒါဆိုရင်ဒီဘက်ကဒီကောင်ကဝက်ကန်ဒီကောင်ကတော့ reaction video ဖန်တီးတဲ့နေရာမှာလည်းအသုံးပြုလို့ရတယ်ဗျအနှိမ့်လိုက်အဲဒီကောင်နှိမ့်လိုက်မယ်နှိမ့်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာဒီအလေအကြောင်းလေးကိုတစ်ချက်နှိမ့်လိုက်မယ်โอเคဒါဆိုရင်ဝက်ကန်ကကျလာပြီဟမ်ဒီမှာကင်မရာကိုနှိမ့်လိုက်မယ် အဝိုင်းလား၄တောင်လားအဝိုင်းနဲ့၄တောင်နဲ့ပေါ့နော်โอเคအဝိုင်းလေးနဲ့ကျွန်တော်အခုရရုပ်ဆိုးနေလားဒီမှာအဖက်လေးဆိုတာ၃ခုတော့ပေးထားရရှိတယ်ပေါ့နော်အဲအဖက်လေးထည့်လိုက်မယ်โอเคဒါဆိုရင်ဒီဝိုင်းလေးကဘယ်နှမ်းမှထားချင်တာလဲကိုပြချင်လို့ပြလို့ရပြီအဲဥမာကိုနောက်ထပ်တစ်ခုထပ်ပြီးတော့ဖန်သီးချင်သေးတယ်ဆိုရင်လည်းဒီမှာစုပ်တန်လေးကိုတစ်ချက်နှိမ့်လိုက်ဒါဆိုစုပ်တန်လေးလည်းကြာလာမယ်အာဒီနေရာကိုနှိပ်ပါအဲဒီလိုလုပ်ပါပေါ့နော်အဲဒီလိုမျိုးလေးရှောက်ပြပေးတာပေါ့နော်โอเคသဘောပါမယ်နော်ဗီဒီယိုရဲ့ရမ်းရှည်သွားမယ်ဗျာဒါအရင်ပြန်ပြန်ပိတ်ချင်တယ်ဆိုရင်လည်းချက်ချိကလေးကိုနှိမ့်လိုက်ပေါ့နော် ပိတ်သွားမယ်ဒါလေးပိတ်ချင်တယ်ဆိုတော့ဒီလိုမျိုးထိလိုက်ပိတ်သွားဒါကတော့ square shape ရိုက်တာ okay ဒီတော့ပဲဒါဆိုရင်သဘောပေါက်ပါတယ်ဒါဆိုဒီဘက်မှာပေါ်နေတာလေးထပ်ရှင်းပြမယ်အတူတူပဲပေါ့နော်အဒီမှာပေါ်နေတာလေးတွေကလည်း square တော့ကစဖမ်းမယ်ဆိုရင်ဒီဘက်လုံးလေးနှိမ့်လိုက် square တော့ကစပြီးတော့ဖမ်းပြီးပေါ့နော်ဒါဆိုရင်ကျွန်တော်ဂွားလေးကိုတစ်ချက်ပြမယ်အဲဂွားလေးကိုနှိမ့်လိုက်မယ်ဂွားလေးနှိမ့်လိုက်ပြီးတော့အတူတူပေါ့နော်ဒါက square shape ရိုက်တာအဲ square shape ရိုက်မယ်ဆိုဒါလေးကိုအသုံးပြမယ်လုံးဆိုဖြတ်လိုက်မယ်ပြန်သွားမယ်ဂွားလေးကိုတစ်ချက်နှိမ့်မယ် ဝက်ကန်ဖွင့်ခြင်းနဲ့ဆိုရင်ဒီမှာဝက်ကန်ဝက်ကန်ပြန်ပိတ်ခြင်းနဲ့ဆိုရင်လည်းဒီရလည်းနှိပ်ပိတ်လို့ရသလိုဒီရလည်းနှိပ်ပြီးတော့ဒါလေးလာပိတ်လိုက်လေရတယ်စုပ်တန်လေးကပျောက်သွားတယ်ပြန်ဖော်ခြင်းနဲ့ဆိုရင်လည်းဒီနေရာကနေပြီးတော့စုပ်တန်လေးကိုဒါကိုကြိုက်သလိုမျိုးအလုံးကြီးသေးရတော့ကိုယ်ပိုင်လုပ်ပေါ့နော်ဟာဒါကကျွန်တော်ပြပေးနေဖြစ်ဒီတိုင်းသွားမယ်ပြန်ပိတ်ခြင်းနဲ့ဆိုရင်နှိပ်လိုက်လေပိတ်တယ်โอเคအဓိကအချက်ကတော့ဒီအချက်ပြ ဒီနေရာနေမယ်နေပြီးတော့ကျွန်တော်ဒီမှာ setting ကိုတစ်ချက်သွားမယ်အဓိကကတော့ဒီမှာအတန်အတန်လိုင်းကတော့ကျွန်တော်တစ်ချက်ချင်ရမယ်ပေါ့နော် okay ဒါဆိုရင် audio setting ပေါ့နော်ဒီမှာ mute ထားတယ်အဲ့ဒီ mute ဆိုရင်တော့ဘာသာမှထွက်မှာမဟုတ်ဘူးဒါဆိုရင်ဒီနေရာလေးကိုနှိမ့်လိုက်မယ်နှိမ့်လိုက်ပြီးတော့ကျွန်တော်ရေးမချက်ဒီမှာ၄ချောင်းရှိတယ်မြို့ဆိုရင်တော့ဘာသာမှမထွက်ဘူး ကျွန်တော်လုတ်ပြနေတဲ့ဖုန်းထဲကအော်တဲ့အတန်လည်းမထွက်ဘူးအခုလိုမျိုးကျွန်တော်တို့ကအပြင်ကပြောတဲ့အတန်လည်းဘာသမှမကြားဘူးဗျအတန်ပိတ်တာဒါဆိုရင်တော့ဒီဒုတိယဒီဒီချက်ထက်လာမယ်နှိမ့်လိုက်တယ်မြင်လားမင်းနော်နှိမ့်လိုက်ရင်တော့ပါမရှင်နေပြေးအောင်မယ်အဲ့ဒါဆိုတော့โอเคဒါဆိုရင်ကျွန်တော်ဒီကိုပဲပြေးလိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တစ်ချက်ပြန်လုပ်ကြည့်မယ်ခွနကနေပျောက်သွားတယ်ဗောနော်ပျောက်သွားတယ်ဆိုရင်ဒီမှာဒီနေရာကိုချက်လာမယ်ဒီနေရာမှာထားမယ်ဆိုရင်အဲကျွန်တော်ရဲ့မိတ်ဆွေက ဒီဖုန်းထဲကထွက်တဲ့အတန်လဲကြမယ်ကျွန်တော်တို့ပြောတဲ့အတန်လဲကြမယ်အဲဒီနေရာကပေါ့နော်โอเคဒါကြတော့ဖုန်းထဲကထွက်တဲ့အတန်ပဲကြမယ်ကျွန်တော်တို့အပြင်ကပြောတဲ့အတန်နေမကြဘူးအဲဒီပေါ်မှာကြတော့ဒါအဲကျွန်တော်တို့ပြောတဲ့အတန်ပဲကြမယ်ဒီဖုန်းထဲကဘာပဲလားအတန်မကြဘူးဒါမှမဟုတ်ကြိုက်သူမျိုးအတန်ကိုလုပ်လို့ရတယ်မိုက်ခရိုဖုန်းမှာထားမယ်ဆိုရင်တော့ကျွန်တော်တို့ပြောတာပဲကြမယ်ဖုန်းထဲကအတန်မကြဘူးအဲဒီနေရာမှာထားမယ်ဆိုရင်တော့ဖုန်းထဲကအတန်ပဲကြမယ်ကျွန်တော်တို့ပြောတာမကြဘူးနှစ်ခုလုံးကြားခြင်းနေဆိုရင်တော့အဲဒီမှာထားမယ် အဲကျွန်တော်တို့ပြောလိုက်ကြားရမယ်ဖုန်းထဲကပြောလိုက်ဒါတော့ messenger မှာတော့ကော့ဖိုင်ရင်ဒီနေရာမှာထပ်ဖတ်ထားပြီးတော့ဖန်ပေါ့နော်ဒါဆိုရင်သူပြောလိုက်တဲ့ကြားရမယ်ကိုပြောလိုက်တဲ့ကြားရမယ် messenger မှာအသုံးပြုရမှာနော် okay ဒါဒီကောင်ကတော့ဘာသာမှမကြားရဘူးနော် okay ရှင်းတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် challenge လေးလေးလဲမယ် okay ဒါဆိုရင်ဒီလောက်ဆိုသဘောပေါက်ပြီပေါ့နော်ဒီ audio ကအဲဒီကောင်ကတော့ဒီကောင်ကဒီမှာပဲထားလိုက်ပါအဲဒီကောင်ကဒီမှာပဲထားလိုက်ပေါ့နော်အဲ auto မှာပဲထားလိုက်တာကောင်းပါတယ် အဲနောက်တစ်ချက်ဒီလောက်ဆိုရင်တော့ဒီကောင်ကဒီနေရာလေးကပြည့်စုံသွားပြီပေါ့နော်ဒါလေးကပြောချင်တယ်နားလည်သွားပြီဆိုတော့ဒီပြည့်တယ်မယ် setting ကအရင်ချိန်ထားဖို့ပေါ့နော်အဲ့ဒါရင်အောက်က setting ကိုကျွန်တော်တစ်ချက်ဆက်ပြမယ် setting ကိုတစ်ချက်နှိပ်လိုက်မယ်ဒီ setting ကိုနော်နှိပ်လိုက်တယ်နှိပ်လိုက်ပြီးတော့ဒီနေရာမှာဒါ microphone ကတော့ဒီမှာရှင်းပြပေးသွားပြီဆိုတော့သိသွားပြီပေါ့နော်အတန်ပိတ်ထားတယ်အဲ video ရဲ့ quality ဒီနေရာမှာကျွန်တော်ရင်းမြစ်ကသူကတော့အဲ1080လောက်ပဲရတယ်ပေါ့နော်1080ဒါမှအပေါ်က pro ကြတော့ဝင်မရမယ်1080ကိုထားလိုက်မယ်ထားလိုက်ပြီးတော့အမှန်ချိန်လိုက်မယ် โอเคဒါကောင်တော့1080ထားမယ်ဒီကောင်တော့ site ကိုကတော့ဒါကျွန်တော်ရေးမဆွဲအစုံအထိဆွဲထားလိုက်အဲစပြီးတော့အမှန်ချစ်ထားလိုက်3ကီလောက်ပေါ့နော်โอเคဒီလောက်ပဲဒါဆိုရင်တော့လွယ်လွယ်လေးပဲပေါ့နော်ဒါတွေကတော့ချစ်ကိုလိုမှအသုံးပြုလို့ရပါတယ်โอเคဒီနေရာမှာထပ်ပြီးတော့ change ရမရှိတော့ဘူးပေါ့နော်โอเคသွားပြီအဲဒါဆိုရင်ဒီမှာ language လည်း အဲ like ကစားကြည့်ပေါ့နော်ဒီလောက်ဆိုရင်တော့ဒါပြည့်စုံသွားပြီပေါ့နော်ဒါကတော့ free version ဖြစ်တဲ့အတွက်ဒီလောက်ပဲရမယ်ပေါ့နော်ပြန်ဖွင့်ကြည့်အဲကြော်ညာလေးတက်မယ်ပေါ့နော်တကယ်လို့ဒီနေရာမှာ permission လေးပေးဖို့လိုသေးတယ်အဲအဲ့ဒီ app ကိုကျွန်တော်မြင်ကြတာ unmute ဖိထားနော်အဲ app ကို filter ဖိထားပြီးတော့အရင် phone တစ်ချက်နှိပ် နေပြီးတော့ဒီမှာ permission လေးနည်းနည်းပေးလိုက်အောင်ဒီမှာ permission လေးလာတယ်အဲလာပြီးတော့ဒီမှာကင်မရာနဲ့အတန်ထဲမှာရုပ်အတန်တွေပါမကြည့်တာလို့ရုပ်ထွက်မကောင်းတာလို့ဖြစ်တဲ့ဒါဆိုရင်ကင်မရာကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီအပေါ်လေးတစ်ချက်ပြောင်းမယ်အပြင်ဖုန်းဘက်ကလေးနောက်တစ်ချက်ဆုံမယ်အပေါ်တက်သွားပြီမိုက်ခရိုဖုန်းလေးလည်းတစ်ချက်နှိပ်မယ်အပေါ်လေးပြောင်းမယ်နောက်တစ်ချက်ဆုံမယ်ဒီနှစ်ချက်လေးကတော့လုပ်ပေးဖို့လိုတယ်ဒါဆိုရင်ကျွန်တော်ဒီအပ်ပြီးရင်ဒီအားသား permission တစ်ချက်နှိပ်မယ်ဒီမှာနီနီတာလေးတစ်ချက်ရှိတယ်နှိပ်ပြီးတော့ဒီ end out ကိုတစ်ချက်ပြောင်းလိုက်မယ် โอเคဒါဆိုရင်ဒီမှာလည်းအမှန်ချင်းပဲအဲဒီနေ့အကြောင်းကိုလုပ်ပေးလိုက်ရပြီပေါ့နော်โอเคဒီလောက်ဆိုရင်တော့ဒီ app ကအဲဒီလိုမျိုးဒါကျွန်တော်ရဲ့မိတ်ဆွေဆရာချာချာအသုံးပြုတတ်သွားမယ်လို့ပြောလင့်ပါတယ်โอเคဒါလေးတွေပေါ်လာရင်တော့အစပိုင်းဆိုတော့ညညာလေးတွေတတ်ထားပေါ့နော် အဲဒီတိုင်းလေးအသုံးပြုလို့ရပြီပေါ့နော်အဲဝက်ကန်လေးအသုံးပြုမယ်ဆိုဝက်ကန် message မှာစကားပြောတဲ့ခါလေးစကွင်တော်ကောယူမယ်ဆိုရင်လည်းယူပြီးတော့စကွင်တော်ကောယူမယ်ဆိုရင်ဒါလေးနှေးလေးပေါ့နော် okay ဒါပြီး step now 1 2 3ဆိုရင်ဒါစကွင်တော်ကောယူသွားပြီပေါ့နော်အဲကျွန်တော်ချက်ဆန်းပြမယ်ဒီလိုမျိုးလေးပေါ့နော်အဲကျွန်တော်ရေးမစကားမြားလေးနဲ့ပြချင်တာဆိုရင်လည်းဒါလေးနှေးလိုက်နှေးလိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ် white clear တော့ white လိုက်အဲမြားလုံးရတော့ကြီးနေတယ်ပေါ့နော်အဲဒီလိုမျိုး okay မြားလုံးကြီးနေတယ်သိချင်တယ်ဆိုရင်လည်းဒီ color လေးကိုလာလာပြီးတော့နည်းနည်းလေးပြန်လျှော့လိုက် အဲရှော့လိုက်ပြီးအမှန်လေးချစ်ပေါ့နော်ဘာပဲလဲလို့အမှန်ချစ်ရတယ်ဒါဆိုရင်အများလုံးကငေသွားပြီအယောင်လေးပြောင်းကျင်နေတယ်ဗျာဆိုတော့အဝါလေးဆိုတော့အဝါလေးထိအောင်လို့ အဝါလေးထိအောင်လို့အမှန်ချစ်အဲဒီလိုမျိုးအဝါလေးအဝိုင်းလေးကဒီမှာလေးအဝိုင်းအဝိုင်းမထိသေးဘူးနော်အဝိုင်းထိအောင်လို့အခု၄တောက်ဆိုတဲ့၄တောက်ထိအောင်လို့အဲဒီတိုင်းလေးပေါ့နော်โอเคမှားသွားတယ်ဖြတ်ချင်တယ်ဆိုတဲ့ဒီလိုမျိုးလေးပေါ့နော်ဒါမှမဟုတ်လို့ကျွန်တော်ရဲ့မချက်ကအာဒါကြီးရတယ်ကျွန်တော်မကြိုက်ဘူးအဲမကြိုက်ဘူးပေါ့နော်အဲဒီလိုမျိုးလေးအရှိမပြသလိုပဲဗျာလိုက်ဝိုက်ပြတာပြချင်တယ်ဆိုတော့ဒါကောင်ကတော့ဒီလိုမျိုးဝိုက်ပြတာအာပေါ့နော်အဲဒီဘက်လိုတစ်ချက်လာမယ်သူကြတော့အဲအရာမထင်ဘူးဗျာဒီလိုမျိုးလေးလိုက်ဝိုက်ပြတာမြင်လားတော့မသိဘူးနော်စကွင်တော့ကောယူနေရဆိုတော့ အဲဒီလိုမျိုးဒါလေးကိုနှိပ်ပါအရာတော့မကြံဘူးပဲဗျာကိုဝိုက်ပြလိုက်တာပေါ့โอเคဒီတိုင်းအသုံးပြုလို့ရပါတယ်အဲဒီတက်ရှိသွားရင်လည်းရှင်းပြရင်လည်းဗီဒီယိုကရမ်းရှိသွားမယ်เนาะဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဆိုရင်မိတ်ဆွေနားလည်းသဘောပေါက်မလို့လည်းမျောနေတယ်မျောလင့်ပါတယ်အသုံးပြုတတ်လိမ့်မယ်လို့လည်းမျောလင့်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်